လေရင်တက်လာမှဟိုပြစ်ချမယ်ဆိုတာထက်ပေါ့နော်ဒီလေရင်တက်လာဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေဒီအဆောက်အအုံတွေပြေးလန်းတွေဒီတာဝါတွေရေဒါစကန်တွေကိုလည်းပြစ်မှတ်ထားတိုက်ခိုက်ဖို့ရန်ရေးပါပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရခိုင်မြောက်ပိုင်းတစ်ခုလုံးကအားထားရပြီးတော့စေကူသားတဲ့နေရာမှာအာကိုအားထားပြုနေရတဲ့မြောက်ဦးစေးုံကိုအကြမ်းဆက်တက်ကပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒဏ်ရာရသေဆုံးသူ အများပြားရှိခဲ့တယ်ဆိုတော့သတင်းအပါအဝင်ဒီတော်လိုင်းရေးမှာအောင်မြင်ဖို့အတွက်ကိုလေတက်ကအဓိကဟိုတိုက်ခိုက်ရမယ်အကြောင်းအရာဖြစ်တယ်ဆိုတော့ဟာနဲ့ပတ်သက်ပြီးတော့လည်းပြောသွားမှာဖြစ်ပါတယ်။ရခိုင်မြောက်ပိုင်းတစ်ခုလုံးကအားထားရတဲ့မြောက်ဦးစေးုံကိုဂျမစစ်တက်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒဏ်ရာရသေဆုံးသူတွေအများပြားရှိခဲ့ပါတယ်။ဒီဆုံးသူတွေထဲမှာ MU1A ကစေတနာဝန်ထမ်းအချို့လည်းပါဝင်တယ်လို့သိရပါတယ်။ဒီဇင်ဘာလ10ရက်နေ့ညမှာစစ်ကောင်စီဘုံကျဲမှုကြောင့် မြောက်ဦးပြည်သူစေယုံကြီးအားလုံးနေပါထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ဒေတလောစရင်ရာစေယုံမှာစေကူတနေတဲ့ရတားပြည်သူတွေစေယုံမှာစစ်တနဝန်နှန်းဖြစ်လောက်ကိုင်းနေတဲ့လူငယ်တွေကလေးငယ်တွေမျိုးသမီးတွေနဲ့ဒီမွတ်စလင်လူမျိုးတွေလည်းပါဝင်တယ်လို့သိရပါတယ်။ဒေတလောစရင်ရာဒီတေဆုံးသူ33ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူ86ဦးထိရှိလာပြီးတော့ဒဏ်ရာရရှိသူတွေထဲမှာလည်းအသက်အန္တရာယ်စိုးရိမ်ရတဲ့လူတွေရှိတယ်လို့ပြောပါတယ်။ မြောက်ဦးလူငယ်များအစီအယုံ MUYA တာဝန်ရှိသူတဦးကမြောက်ဦးစေယုံမှာကျွန်တော်တို့အဖွဲ့ကစေတနာဝန်ထမ်းလုပ်ပေးနေတဲ့လူငယ်၄ယောက်ထိဆုံးသွားပါတယ်။တဦးကိုတော့အတီးပြုတ်နိုင်ပါတယ်။နောက်၃ဦးကတော့အတီးမပြုတ်နိုင်သေးဘူး။စေကုသနေတဲ့လူနာတွေအများဆုံးထိဆုံးသွားတယ်လို့ပြောပါတယ်။စေကုသပေးနေတဲ့သူနာပြုတ်ဆရာမတွေလည်းဒဏ်ရာရရှိခဲ့ပါတယ်။ထိဆုံးတဲ့လူတွေထဲမှာတော့သူနာပြုတ်တွေဆရာဝန်တွေမပါဘူးလို့သိရပါတယ်။ဒဏ်ရာရတဲ့သူတွေထဲမှာတော့သူနာပြုတ်တွေပါဝင်ပါတယ်။အဓိက ိခိုက်တည်ဆုံးသူတွေကလူနာတွေများပါတယ်လို့ပြောပါတယ်။မြောက်ဦးပြည်သူစေယုံမှာအလုံးနီးပါးထိခိုက်ပျက်စီးသွားတဲ့အတွက်ကြောင့်ယခုဘုံကျဲခံရမှုများကြောင့်ထိခိုက်ဒဏ်ရာရရှိသူများကိုစေကူသားဖို့တော့မှအဆင်မပြေဘူးလို့ပြောပါတယ်။မြောက်ဦးပြည်သူစေယုံကမြောက်ဦးမျိုးနယ်ကပြည်သူတွေပဲမဟုတ်ဘဲနဲ့ဒီတခြားမျိုးနယ်တွေကပြည်သူတွေကလည်းအကူအထပြုပြီးတော့စေကူသားနေရတဲ့စေယုံမှာအခုဘုံကျဲခံရလို့တခုမှမရတော့ဘူး။ တရုံတစ်ခုလည်းပျက်စီးစေကုသပျက်စီးကရိယာတွေလည်းအကုန်လုံးပျက်စီးသွားပါပြီအခုဒဏ်ရာရတဲ့လူတွေကိုဘလို့စေကုသရမှန်းတော့မသိတော့ပါဘူးတော်တော်ရက်ဆက်ကြတာပဲအပြစ်မဲ့ပြည်သူတွေကိုသက်ဖြတ်တာရတန့်ပေးပါလို့မြောက်ဦးမျိုးကန်တူကပြောပါတယ်အရကတက်တော်ထိန်ချုပ်နယ်မြေမှာမြောက်ဦးမျိုးပြည်သူစေယုံကြီးကိုအမ်မြေပုံကြောက်တော်ပုံနာကျွန်းရတိတောင်ဘူဒီတောင် မောင်တော်စတဲ့နောက်ပိုင်းတစ်ခွင်လုံးကဒေသခံပြည်သူတွေကစေကုသဖို့အတွက်ကို အာကိုအာထာပြုနေရတဲ့စေယုံဖြစ်ပါတယ်။အနာသိန်းစစ်တပ်ကနေ့စဉ်နဲ့အမျှရခိုင်ပြည်နယ်အတွင်းမှာဒီကြောင်ဘုံကျဲတိုက်ခိုက်မှုတွေကိုဇက်တိုက်ပြုလုပ်နေတာဖြစ်ပြီးတော့ဒီအရသာပြည်သူတွေကိုဥတီပြစ်မှတ်ထားတပ်ဖြတ်နေတာဖြစ်ပါတယ်။ဒီတော့ဒီအနာရှင်တွေရည်တည်ဖို့အတွက်အဓိကဒီအထောက်အကူပေးနေတဲ့လေတပ်ရဲ့အကြောင်းကိုပြောသွားမှာဖြစ်ပါတယ်။ဒီတော်လိုင်းတပ်ဖွဲ့တွေအနေနဲ့စစ်ကောင်စီရဲ့လေတပ်ကိုပြစ်မှတ်ထားတိုက်ခိုက်ဖို့အတွက်အရေးကြီးတယ်ဆိုတာတော့အထူးတလည်ပြောပြเสียရမလိုပါဘူး။ဒီကောင်တွေကအခုချိန်ထိ ရက်တည်နေနိုင်တာကအတိတ်ကကလေတက်ကြောင့်ဖြစ်ပါတယ်။ဒီလေရင်တွေရဟတ်ရင်တွေဒါမှမဟုတ်လေတက်အခြေဆိုင်စခန်းတွေကိုဒီဖြက်စီးနိုင်ခြင်းနဲ့ဒီစစ်ကောင်စီရဲ့အပြင်းထန်ဆုံးထိုးစစ်ဆင်နိုင်တဲ့စွမ်းအားကိုတိုက်ရိုက်ချော့ချနိုင်မှာဖြစ်ပါတယ်။နောက်တစ်ချက်ကဒီလေချောင်းကတဆင့်ဒီစစ်သားတွေလက်နက်သေးပို့ဆောင်ရေးတွေကိုပြစ်မှတ်ထားတိုက်ခိုက်နိုင်ခြင်းကလည်းဒီဝင်းရံခံထားရတဲ့မြေပြင်တပ်တွေရဲ့ထောက်ပံ့ရေးလမ်းကြောင်းကိုဖျက်တောက်နိုင်မှာဖြစ်ပါတယ်။ ဒီကြောင့်ဖြစ်ကူကိုအဓိကအားကိုးနေရတဲ့မြေပြင်တက်တွေအတွက်လည်းဒီအရေးကြီးတဲ့ latest scan တွေဒါမှမဟုတ်လေရင်တွေကိုဆုံးရှုံးသွားခြင်းကဒီစိတ်သက်ပိုင်းဆိုင်ရာအကြီးအကျယ်ထိခိုက်မှုကို ဖြစ်စေမှာပါဒီစစ်ကောင်စီရဲ့အဓိကဒီဒေါ်လိုင်းတစ်ဖွဲ့ရင်းနဲ့တိုက်နေတဲ့ဒီစစ်ပွဲမှာ လေချောင်းကနေအာမပေးနိုင်တော့ဘူးမထောက်ပံ့နိုင်တော့ဘူးဆိုရင်ဒီစစ်ကောင်စီရဲ့စစ်စင်ရေးဆိုင်ရာဆုံးဖြတ်ချက်ချမှုတွေကိုဒီနောက်နောက်နေစေပြီးတော့ရှုပ်ထွေးစေမှာပါဒီတော့ latest ကိုအဓိက ဒီတော်လည်ရေးတက်ဖွဲ့တွေကတိုက်ခတ်တဲ့နေရာမှာဒီလေရင်တက်လာတဲ့ခါကြောင့်မှဒီပြစ်ချနိုင်တာမျိုးကိုမဟုတ်တော့ဘဲနဲ့ပြစ်ချနိုင်တဲ့အာမျိုးကိုပဲအဓိကအားမထားတော့ဘဲနဲ့ဒီလေရင်တက်လာတဲ့အချိန်မှာလိုအပ်တဲ့ပစ္စည်းတွေဒီအဆောက်အုံတွေစတဲ့အားတွေကိုဖြတ်စည်းဖို့အတွက်လိုအပ်လာပြီလက်ရှိအခြေအနေအရမှာဒီစစ်ကောင်စီလေတပ်အတွက်ဒီလေရင်စီဒဏ်ချောင်းကိုလည်းဖြတ်တောက်ဖို့လိုအပ်ပါတယ်ဒီတော့ပြည်သူတွေကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်တဲ့ဒီလေတပ်ကိုတိုက်ခိုက်တဲ့နေရာမှာ ဒီအားပေးတိုက်ခိုက်တဲ့နေရာမှာဒီစီဖြတ်စီလန်းချောင်းဖြတ်တော့ရေးကလည်းအဓိကကျတဲ့ဒီနီးပြူဟာတစ်ခုဖြစ်ပါတယ်။လက်ရှိအခြေအနေအရဒီစစ်ကောင်စီရဲ့လေတပ်အတွက်လိုအပ်တဲ့ဒီလင်းရင်စီဂျက်ဖြူရဲ့ဒါမှမဟုတ်ဒီဂျက် A1 ရရှိမှုကဒီဘက်ကနေတင်သွင်းမှုအပေါ်မှာအဓိကမှီခိုနေရတာလို့ပဲပြောရမှာပါ။ဒါပေမဲ့မြန်မာနိုင်ငံမှာလည်းရေနံစိမ်းကိုပြည်တွင်းကနေထုတ်ယူပြီးတော့တန့်စင်တဲ့နေရာတွေလည်းအနှဲငယ်တော့ရှိပါတယ်။ဒီမန်းရေနံချက်ဆက်ယုံမကွေးတိုင်းဒေသကြီးမှာရှိတဲ့ ဒီစက်ရုံကဒီစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီးတော့မှဒီပြည်တွင်းကနေဖက်ရှိတဲ့ရေနံစိမ်းတွေကိုချက်လုပ်ပါတယ်ဒီအဲဒီစက်ရုံမှာကဒီလေရင်စီအပါအဝင်ဓာတ်စီဒီဇယ်စတဲ့ဒီနယ်ထွက်ပစ္စည်းအမျိုးမျိုးကိုချက်လုပ်နိုင်တယ်လို့လည်းသိရပါတယ်ဒါတော့ဒီလိုနေရာမျိုးတွေကိုလည်းအဓိကတိုက်ခိုက်ရမှာပါဒီပြည်တွင်းကနေပြီးတော့လေရင်စီအနှဲငယ်လောက်ထုတ်လုပ်နိုင်တယ်ဆိုပေမဲ့လည်းဒီစစ်ကောင်စီရဲ့လေဓာတ်ရဲ့ဒီစစ်စင်ရေးလိုအပ်ချက်ကနေ့စဉ်နဲ့အမျှ လိုအပ်နေတဲ့အတွက်ကြောင့်ဒီအများစုကိုဒီပြည်ပကနေပဲတင်သွင်းနေရတဲ့အခြေအနေဖြစ်ပါတယ်။ဒါတော့လေရင်စီတင်မောတွေကဘယ်မှာဆိုင်လဲဆိုတော့ဒီရန်ကုန်မြို့မှာရှိတဲ့ဒီတိလဝါစိတ်ကမ်းမှာစီတိုလောင်ကံများကနေပြီးတော့အထက်ဝင်ရောက်ပြီးတော့ချရတယ်ပြီးတော့ပို့ဟိုဒီလေတပ်တွေကိုပို့တယ်ပေါ့နော်ဒီလိုမျိုးလုပ်ငန်းရှင်တွေကိုလည်းတွေ့ရပါတယ်တိလဝါစိတ်ကမ်းမှာချရတယ်ပြီးတာနဲ့လိုအပ်တဲ့ဒီလေတပ်တွေစီကိုပို့နေတာပါဒါတော့ဒီစီလန်းကြောင်းတွေကိုလည်းဖြတ်တောက်ရမှာဖြစ်ပါတ ီလေစီဖြတ်တောက်ခြင်းလုပ်ငန်းကဒီဘက်ကဝင်ရောက်လာတဲ့တင်သွင်းမှုတွေကိုပိတ်ဆို့ဖို့ပြီးတော့နောက်တစ်ချက်ကဒီပြည်တွင်းမှာရှိတဲ့ဒီရေနံချက်ဆက်ယုံတွေရဲ့စွမ်းရည်ကိုထိန်းချုပ်နိုင်ဖို့နှစ်ခုစလုံးကတော့ထိထိရောက်ရောက်လှုပ်ဆောင်ဖို့လိုအပ်ပါတယ်။နေတဲ့ရစီစွမ်းဆောင်ရည်ကိုရှော့ချနိုင်ဖို့အတွက်အခြားသောနည်းလမ်းတွေလည်းအများကြီးရှိပါသေးတယ်။ပထမဆုံးချက်အနေနဲ့ကတော့ဒီလေတပ်အတွက်မရှိမဖြစ်လိုအပ်တဲ့အဆောက်အုံတွေအခြေခံအဆောက်အုံတွေကိုဖြည့်ဆည်းခြင်းပဲဖြစ်ပါတယ်။ဒီလေတပ်ရဲ့လုပ်ငန်းလည်ပတ်ဖို့အတွက်မရှိမဖြစ် လိုအပ်တဲ့ရုပ်ပိုင်းဆိုင်ရာအဆောက်အအုံတွေကိုဖျက်ဆီးခြင်းပေါ့ပြီးတော့ဒီလေတက်အခြေဆိုင်စခန်းတွေပြီးတော့လေရင်ပြေးလမ်းတွေကိုပျက်စီးစေခြင်းဖြင့်ဒီလေရင်ရဲ့ဒီပြန်တက်ဖို့ဆင်းသက်ဖို့နော်နှစ်ခုစလုံးကိုအနှောက်အယှက်ပေးနိုင်မှာဖြစ်ပါတယ်ဒီလေရင်တွေရနာတဲ့ဒီအဆောက်အအုံတွေဟန်ဂါနဲ့ဒီပြပြထိန်းသိမ်းရေးအလုပ်ယုံတွေကိုတိုက်ခိုက်ခြင်းနဲ့ဒီလေရင်တွေကိုပြပြမှာပဲကျန်းသားစီမှာဖြစ်ပါတယ်နောက်ပြီးတော့ဒီလေချောင်းထိန်းချုပ်မျောစင်တွေဖြစ်တဲ့ဒီ Air Traffic Control Tower တွေကိုလည်း ဖြက်စီးခြင်းဖြင့်ဒီလေကြောင်းဆစ်ဆင်ရေးတွေကိုလည်းရှုပ်ထွေးစေမှာဖြစ်ပါတယ်။ဒဏ္ဍခေယံတူလောင်ယုံတွေလည်းပါပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုတွေအတွက်လိုအပ်တဲ့ဘုံတွေ၊ဒုံးကြီးတွေတူလောင်တဲ့နေရာတွေကိုလည်းတိုက်ခိုက်ဖြက်စီးဖို့ရေးပါပါတယ်။နောက်ပြီးတော့ဒီဆက်သွယ်ရေးနဲ့ဒီရေဒါစကန်တွေကိုလည်းပြစ်မှတ်ထားတိုက်ခိုက်လို့ရပါတယ်။အဲ့ဒီအပြင်ကိုမှဒီလူဆွမ်းအားအရင်းမြစ်တွေဖြစ်တဲ့ဒီလေဒါဆစ်ဆင်ရေးဆက်လက်လဲပတ်ဖို့အတွက်လိုအပ်တဲ့ဒီပိုက်လော့လိုမျိုး လူတွေကိုလည်းအဓိကပြစ်မှတ်တာတိုက်ခိုက်လို့ရပါတယ်ပြီးတော့ဒီလေရင်ထုတ်လို့ပြင်ဆင်ရေးလေရင်ပြုပြင်ထိန်းသိမ်းရေးအဲ့လိုမျိုးတက်တွေကိုလည်းအဓိကပြစ်မှတ်တာတိုက်ခိုက်နိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးတွေလည်းလုပ်လို့ရပါတယ်လေရင်တက်လာမှဟိုပြစ်ချမယ်ဆိုတာထက်ပေါ့နော်ဒီလေရင်တက်လာဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေဒီအဆောက်အုံတွေပြေးလန်းတွေဒီတာဝါတွေရေဒါစကန်တွေကိုလည်းပြစ်မှတ်တာတိုက်ခိုက်ဖို့ရန်ရေးပါပါတယ်ဒီအချက်တွေကဒီအကြမ်းမဲ့စစ်တပ်ရဲ့လေတပ်လေတပ်ရဲ့ဒီတိုက်ခိုက်မှုကိုရောကြစေမှာဖြစ်ပြီးတော့ ဒီစက်ကောင်စီရဲ့ဒီကထိုးစစ်ဆင်နိုင်တဲ့ဆွမ်းအားကိုတိတိတန်တန်ရောက်ကြတော့မှဖြစ်ပါတယ်။ဒီဒေါ်လာရေးအတွက်အကြီးမားဆုံးအနောက်ဆက်ပေးနိုင်တာကမင်းအွန်လိုင်းဆိုတာထက်ကူမှဒီလေတက်ကပို့ပြီးတော့ရေးပါနေတာဖြစ်ပါတယ်။ဒီလေတက်ကြောင့်လဲမင်းအွန်လိုင်းတို့ဒီဒီဆက်နာရှင်အပေါင်းပါတွေကအခုချိန်ထိရပ်တည်နေနိုင်တာဖြစ်ပါတယ်။လေတက်ကသာကောင်းကောင်းတိုက်ခိုက်နိုင်မယ်ထိန်းချုပ်နိုင်မယ်ဆိုရင်ဒီမြေပြင်စစ်ပွဲတွေကလည်းဟိုမြေပြင်မှာတော်တော်လေးကိုခီးရောက်ပြီးတော့အောင်မြင်မှာဖြစ်ပါတယ်။ အပြင်ကမှဒီအပြစ်မဲ့ရက်သားတွေကိုတတ်ဖြတ်ပြီးတော့တော်လန်ရေးတပ်ဖွဲ့တွေကိုဒီရက်တန့်ဖို့အတွက်လှုပ်ဆောင်တာမျိုးတွေလည်းဒီအချမ်းမဲ့စစ်တပ်ကလှုပ်ဆောင်နိုင်တော့မှာမဟုတ်ပါဘူး။ဒီတော့ပြည်သူတွေအနေနဲ့ဒီလေတပ်ကိုဖိအားပေးတိုက်ခိုက်တဲ့နေရာမှာပါဝင်ကူညီရဖို့ရန်ကိုရေးကြည့်ပါတယ်။တော်လန်ရေးတပ်ဖွဲ့တွေအောင်မြင်ဖို့ကလည်းလေတပ်ကိုတိုက်ခိုက်ဖို့ရန်ရေးကြည့်ပါတယ်။ပြီးတော့လေတပ်ကိုအဓိကထားတိုက်ခိုက်နေတဲ့အဖွဲ့တွေကိုလည်းပြည်သူတွေအနေနဲ့အာရုံစိုက်ပြီးတော့ ကူညီဖို့လိုအပ်ပါတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးသတ်ပါရစေခင်ဗျာဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်